နိုင်ငံနဲ့ဘာသာတာသနာဘာကြောင့်အောက်ကြနောက်ကြဖျက်တယ်လဲဆိုလို့ရှိရင်လူငယ်တွေကိုယ်တိုင်ကကိုယ်နိုင်ငံပေါ်ခယူမဆိုင်လို့ကိုယ်ဘာသာတာသနာပေါ်ခယူမဆိုင်လို့ဘာသာတာသနာပေါ်ခယူမဆိုင်လို့ ာသနာနဲ့အလှပတွေအထဲမှာသာနင်းမြုပ်အချိန်ကုန်နေတဲ့လူငယ်တွေအတူယူရအောင်စံပြဖြစ်လာခဲ့တဲ့ရှစ်တန်းချောင်းတို့အားလုံးပဲမိကလာပါဗမိစနောင်းကနေကျေးဇူးလိုက်ပါတယ်ခိမီတော်တက်လာတာနဲ့အမျှဘဝနေထိုင်မှုပုံစံကလည်းပြောင်းလဲလာခဲ့ပါတယ်ကလေးတွေနဲ့လူငယ်တွေရဲ့နေထိုင်မှုပုံစံကလည်းအရင်တော့ကနေမတူတော့ပါဘူးဆိုရှယ်မီဒီယာကိုတွင်ကျဲစွာအသုံးပြုလာတာမို့အခုနောက်ပိုင်းမှာဆိုရင်73နှစ်74နှစ်ရွယ်လေးတွေဆိုရင်လည်းအိမ်တောင်ပြေးချတဲ့ခေတ်ကိုရောက်လို့နေတာပါဆိုရှယ်မီဒီယာကနေကောင်းတဲ့အရာတွေကိုအတုမယူဘဲမကောင်းတဲ့အရာတွေကိုတောင်းလေးစားအားကြကအတုယူပြီး ီလမ်းမရပ်ကုန်ကြတာဖြစ်ပါတယ်။ဒီအထက်မှာမှာရှစ်တန်းကျောင်းတို့လေးမဲရေးချဖြူကတော့ဒီခေတ်လူငယ်တွေလို့ဆိုရှယ်မီဒီယာပေါ်ကပကာကနာတွေဈာထဲမှာမင်းနိုင်ငံနဲ့ဘာသာတာသနာဘာကြောင့်အောက်ကြနောက်ကြဖြစ်ရတယ်လဲဆိုလို့ရှိရင်လူငယ်တွေကိုယ်တိုင်ကကိုယ်နိုင်ငံပေါ်ခယူမဆိုင်လို့ကိုယ်ဘာသာတာသနာပေါ်ခယူမဆိုင်လို့အပြော်ပါးတွေနဲ့ပဲအချိန်ကုန်လို့လူငယ်ဆိုတဲ့တိုင်းပြည်ရဲ့ယတနာဘာသာတာသနာရဲ့ယတနာ ်လူငယ်တွေညံ့ရင်တိုင်းပြည်လည်းညံ့မယ်ဘာသာသာသနာလည်းညံ့မယ်လူငယ်တွေကောင်းရင်တိုင်းပြည်လည်းကောင်းမယ်ဘာသာသာသနာလည်းကောင်းမယ်အဲ့ဒီလူငယ်တွေကောင်းအောင်လူငယ်တွေပို့ပြီးကြိုးစားခြင်းတွေရှိအောင်ဘယ်သူမှတောင်းရှိတယ်လို့ဆိုလို့ရှိရင်လူကြီးတွေမှတောင်းရှိတယ်လူကြီးတွေကဘယ်လိုတောင်းရှိတယ်လို့ဆိုလို့ရှိရင်လူငယ်တွေကိုသုံးမတွင်တင်ရမယ်ပြီးရင်ကိုယ်ကိုယ်တိုင်ကလည်းကောင်းအောင်တံပြအဖြစ်နေပြရမယ်မိဘတွေကိုယ်တိုင်ဆရာသမားတွေကိုယ်တိုင်မကောင်းရင်လူငယ်တွေကိုယ်တိုင်မကောင်းနိုင်ဘူး เนาะသုံးမတော့တယ်ဘာလဲဆိုလို့ရှင်အပြစ်ဖြစ်ပေါ်လို့ရှင် သုံးမတာတွန်တင်တယ်ဘာလို့ပြတာဆိုရှင်အပြစ်မပေါ်ခင် သုံးမတာကိုတွန်တင်တယ်ခေါ်တယ်အခုခေတ်လူငယ်တွေကလည်းလူကြီးတွေဘာလို့ဒီသုံးမသုံးမနားမထောင်ဘူးဒါကောင်းတဲ့လူငယ်တွေပြတာမဟုတ်နော်များသောအပြစ်လူငယ်တွေကသိုးတယ်ပေါက်ကြီးကလှုပ်တယ်အဲ့ဒီလူငယ်တွေကိုပြတာဖြစ်ပါတယ်သူတို့ကအနောက်တိုင်းကိုအတင်ကြီးတယ် ဘာတွေကိုအထင်ကြီးတယ်ဆိုရင်အနောက်တိုင်းရဲ့အနောက်တိုင်းရဲ့ဝတ်သားသင်ရမှုတွေအပျော်ပါးတွေကိုဒါတွေကိုထင်ကြီးတယ်အဲ့ဒီအနောက်တိုင်းကလူတွေရဲ့ကျိုးသားအထုံးမှုတွေပညာရေးကိုယူသွမှုတွေကိုယ့်ရဲ့ဝါသနာကိုယူသွသွားပေးသမှုတွေကတော့အတူတူလိုနေပါတယ်ဒါကိုကျင့်ရင်သိတာပါလေမကောင်းတာကိုအတူတူလို့ရှိရင်တော့ကိုယ့်ရဲ့တိုင်းပြည်ကိုယ့်ရဲ့ဘာသာသာသနာအောက်ကိုကြာမှာပဲကောင်းတာကိုအတူတူမှဆိုလို့ရှိရင်တော့ကိုယ့်ရဲ့နိုင်ငံတိုးတက်မယ်ကိုယ့်ရဲ့ဘာသာသာသနာတိုးတက်မယ်ဒါပဲ ုံနဲ့ဖျားရခင်ကိုချစ်လာတဲ့မချစ်ပါဘူးကိုကိုကိုပဲကိုချစ်ပါဟမ်လောကမှာလူတရာကိုကိုကိုတဲ့ဘလူးကမပုံချစ်ပါမင်းကိုငါအတက်ထက်ပူချစ်တာတို့ဒီတကားတွေကအပေါ်တကားတွေဖြစ်ပါနော်နော်အပူတကားကြီးမင်းကိုငါတက်တက်ပူချစ်တာတော့မင်းကိုငါတက်တက်ပူမျက်နှိုးတာတော့ဒါတွေကအလကားတွေပါနော်ဒါတွေကအလကားတွေပါသူကအဲ့ဒါလိုချစ်တာကိုကျင့်တတ်လို့ ဲ့ဒီကျင့်တာတွေသူကလိုချင်လို့သူ့ကိုချက်လိုက်ပါနော်တခါကောကောတလာမင်းကြီးကမျက်သားပြောင်ရှောက်တယ်ပေါ့မျက်သားပြားတဲ့ဟိုကိုကိုကိုချက်တဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲဆိုရှင်ကာယကံဝတိကံမနောကံကိုကောင်းတာတွေလုပ်တယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်ကိုကိုကိုချက်တယ်တဲ့ကို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 မချက်တဲ့ပုဂ္ဂိုလ်ကကြတော့တဲ့ကာယကံဝတိကံမနောကံတွေကိုမကောင်းတာလုပ်တယ်အဲ့ဒါကကြတော့ကိုကိုကိုချက်ရမြောက်ဘူးရှောက်ပါ မြတ်စွာဘုရားကလည်းအဲ့ဒီစကားကိုအတည်ပြုတော်မူပါတယ်။လောကမှာလူထုတာကိုကိုကိုတဲ့ဘုဒ္ဓကိုမှပုံချစ်ပါ။ဟဲ့လား။အဲ့ဒါကြောင့်ကိုကိုကိုချစ်တယ်သူလို့ရှိရင်နော်ကာယတုထရိုက်ဝတိတုထရိုက်မနောတုထရိုက်ကုသိုလ်ကောင်းမှုတွေမြဲမြဲလုပ်ပါ။ကိုဘောကိုမြင့်တယ်မှာကိုဘောကိုကိုဘွားမှာအောင်မြင်အောင်ကြိုးစားပါ။အဲ့ဒါကကိုကိုကိုချစ်တဲ့ပုဂ္ဂိုလ်တွေရဲ့လိုရပါ။ ယုံကြည်ခြင်းဆိုတဲ့တတ်တာ၃မျိုးရှိတယ်ဟုတ်လားနံပါတ်၁ကကြတော့မိမကိုယုံတာနံပါတ်၂ကကြတော့မိစ္ဆာဒိဋ္ဌိကိုယုံတာနံပါတ်၃ကကြတော့ဖရာတရားတန်ခါကိုယုံတာပေါ့ဖရာတရားတန်ခါနဲ့ကံကံကြီးအကျိုးကိုယုံတာပေါ့အဲ့ဒါကြီးအကောင်လုံးယုံကြည်မှုတွေပဲတိုးတော့ဘာကွာတလဲဆိုလို့ရှိရင်မိမကိုယုံလို့ရှိရင်ရာဂရာဂကြီးအစွမ်းအဖျင်းပေါ့တမမှုအစွမ်းအဖျင်းမိမကိုယုံတာ သူကမိစ္ဆာတိတိကိုယုံနာကကြတော့မှားရင်တော့မိစ္ဆာတိတိကြောင့်ယုံနာဖြစ်ပါတယ်နော်သူဘုရားတရားတန်ခါကိုယုံနာကြတော့တမ္မာတိတိအစွမ်းအားဖြင့်ယုံနာဖြစ်ပါတယ်ဒါယုံကြည်သုံးမျိုးပေါ့လေအဲ့ဒီယုံကြည်ခြင်းကလည်းနောက်ပညာနဲ့တွဲမှာယုံကြည်ခြင်းကပညာမပါဘူးဆိုလို့ရှိရင်အချင်းလေးယုံကြည်မှုပေါ့အမှားတွေကိုရှောင်ယုံနာဖြစ်သွားဘူးအကယ်၍ကိုကပညာအရင်တက်ပြီးတော့ယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်လည်းအဲ့ဒီပုဂ္ဂိုလ်ကကောက်ကျစ်စင်းနဲ့တက်ပါတယ် အဲ့ဒီတတ္တရာဆိုတဲ့ယုံကြည်မှုနဲ့ပညာဆိုတဲ့အမှန်မှန်ကိုပိုင်းခြားတဲ့ဉာဏ်နဲ့ရှင်မအဲ့ဒီယုံကြည်မှုကစိတ်မှန်တာဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းဦးဇင်းတို့ကတတ္တဆိုတဲ့သက္ကလုံကိုယုံသူတဲ့သက္ကလုံရဲ့ကြည်သူတဲ့သက္ကလုံပေါင်းပြီးတော့ဘာသာပြန်တာဖြစ်ပါတယ်ယုံနာကယုံနာပဲရှိတယ်ပြင်ကြည်လာကြတော့ကိုယ်ရဲ့စိတ်ထဲမှာကြည်လင်လားပေါ့အဲ့ဒီကြည်လင်မှုဆိုတာကကျတော့ကိုကပညာနဲ့ချင်းချင်းတော့မှစိတ်ကကြည်လင်တာဖြစ်ပါတယ်နော် အဲဒါကြောင့်ဦးဇင်းတို့ကဒီတက်တာဆိုတဲ့တကလုံးကိုဘာသာပြန်တဲ့အခါမှာယုံတလုံးရဲ့ကြည်တလုံးရဲ့ထဲပါတယ်။အဲဒါယုံကြည်ခြင်းတို့ပြန်လာဖြစ်ပါတယ်။ဒီခေါင်းလောင်းကဘာအကျိုးရှိလဲတဲ့။အကယ်၍ဦးဇင်းတို့မြန်မာနိုင်ငံကတမသိဒီခေါင်းလောင်းကိုပြန်ပြီးတော့တူဖို့တွေ့ရှိမယ်ဆိုလို့ရှိရင်ကမ္ဘာမှာနံပါတ်1အကြီးမားဆုံးခေါင်းလောင်းရှိမယ်ခေါင်းလောင်းရှိတဲ့သူကမှတ်တမ်းတင်သားပါပဲ။နံပါတ်2ကမ္ဘာမှာမြန်မာဟာမညံ့ခဲ့ဘူးဆိုတဲ့အကြောင်းလည်းပေါ်မယ်။ နော်အဲ့ဒီတမန်စီဒီခေါင်းလောင်းကတကယ်ရှိလားမရှိလားဆိုလို့ရှိရင်ဥသူတို့ဥသူတို့မြန်မာနိုင်ငံမှာရှိတဲ့တမိုင်းမှတ်တမ်းတွေအရာနိုင်ငံခြားမှတ်တမ်းတွေအရာအဲ့ဒီနေရာမှာတကယ်ရှိတယ်မြေတုံးခုအုံပေါ့လေမြေတုံးခုအုံမှာတကယ်ရှိတယ်ဥသူအဲ့တမန်စီဒီခေါင်းလောင်းတမိုင်းကိုလေ့လာကြည့်တဲ့အခါမှာအဲ့ဒီခေါင်းလောင်းကိုတော့ရောက်တယ်တိုးတော့မမနိုင်အဲ့မှာနှုံးနေကတ်နေတယ်အဲ့ဒါကို တန်နေချစ်တဲ့အခါမှာလည်းအရှိမအမာပြားကြီးတစ်ခုတွေ့ခဲ့တယ်ဆိုတော့ရေငုပ်တဲ့ကျွမ်းကျင်ပညာရှင်ကလည်းပြောထားတာရှိတယ်။အဲ့ဒီနေရာမှာရှိကိုရှိတယ်မတူဖော်နိုင်တာ။ဒီလားပြီးတော့မြစ်သုံးခုဆုံဆိုတဲ့အခါကျတော့လည်းရေတီးကသားတန်တယ်မလွယ်ဘူး။တကယ်ရှိတယ်လား။အင်္ဂကြမှတန်းရတယ်တကယ်ရှိတယ်ဥစ္စလို့တမန်းရတယ်တကယ်ရှိတယ်ပေါ့။ဘဝမှာအောင်မြင်တာနဲ့ဘာသာရေးမှာထွက်ချွန်တာဘယ်ဟာကိုရေးကြည့်လဲတဲ့။နောက်ခုတလုံးရေးကြည့်ပါရဲ့။ ဘာကြောင့်တလဲဆိုမြတ်သက်ပြားကလူသုံးမျိုးဟောတာတယ်တယောက်ကကြတော့ဟိုစီးပွားရေးလည်းမသိဘူးပေါ့ကုသိုလ်ကောင်းမှုလည်းမသိဘူးအဲ့ဒီပုဂ္ဂိုလ်ကြတော့လူအန္တမြင့်နှလုံးလုံးဒုံလုံးကန်းပေါ့နောက်ယောက်ကကြတော့စီးပွားရေးတိတယ်တိုးတော့ကုသိုလ်အကုသိုလ်မသိဘူးအဲ့ဒါကြတော့တစ်ဖက်ကန်းပေါ့နောက်ကောင်းတဲ့ပုဂ္ဂိုလ်ကကြတော့စီးပွားရေးလည်းတိတယ်ကုသိုလ်အကုသိုလ်လည်းတိတယ်အဲ့ဒါကိုနှစ်ဖက်သလုံးကောင်းတဲ့ပုဂ္ဂိုလ်တို့မြတ်သက်ပြားဟောပါတယ်ဒါကြောင့် ဒီတကားကိုထားမဲ့သူရှိရင်ဘဝမှာအောင်မြင်မှုရဲ့ဘာသာရေးထူးခြင်းမှုလည်းလိုအပ်ပါလေနော်နှစ်ခုတလုံးလိုအပ်ပါလေဥဒင်းစင်နာကကြတော့ကိုင်းကျုံမှုကျွမ်းကမ်းမှုပေါ့လူချွတ်ပြီးမင်းသားလုပ်ပါလားလေနံပါတ်၁ချက်လူမချွတ်ခြင်းဘူးနံပါတ်၂ချက်မင်းသားလုံးဝမလုပ်ခြင်းဘူးဘာကြောင့်လူမချွတ်ခြင်းမှုလဲဆိုလို့ရှိရင်ဥဒင်းကဒီပညာရေးကိုလွတ်လွတ်ကျွတ်ကျွတ်အားထုတ်ခြင်းလို့ရောင်းပွားကိုခံယူတာဖြစ်ပါလေ ရန်ဘွားဆိုတော့ကကြတော့စာပေတင်ကြားခြင်းဆိုတဲ့ပညာရေးရယ်တရားအထုတ်ခြင်းဆိုတဲ့ဘာဝနာကမ္မနာစီးပွားခြင်းအဲ့ဒီနှလုံးအတွက်ကျန်တဲ့အရာတွေကိုအထုတ်ရမှာမလို့ဘူးအဲ့ဒီနှလုံးမှာတော့အဓိကတော့တစ်ခုခုကိုလုတ်ကိုလုတ်ရမယ်နော်အဲ့ဒါကြောင့်ဦးသင်ကရန်ဘွားကိုခိုင်းတာဖြစ်တယ်နံပါတ်2ချက်မင်းသားမလို့ချင်မှုဆိုတော့ကကြတော့ဦးသင်ကနံပါတ်1ညစ်ပတ်တယ်နံပါတ်2အလှပကိုလုံးဝမကြိုက်ဘူးနံပါတ်3ချက်လူများရင်သက်ရှုပ်တယ်အတန်ပလန်ကြလို့ရှိရင်အာယုံတွေအရန်နောက်တက်တယ်နော်အဲ့ဒါကြောင့် maintenant le même hobby